ော်တိုဗာလ9ရက်နေ့ကမ္ဘာရေသတင်းထူးများအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်ဒီကျင်းကြားချက်မှာဆိုရင်နိုင်ငံတကာရေးရာမှာထိတ်တဲရောက်တဲ့သတင်းတွေနဲ့ လူစင်ဝင်ဆောင်မှုများတဲ့နိုင်ငံရေးစီရေးစီးပွားရေးလူမှုရေးတဘာဝဘေးစားရတဲ့တွင်တွေကိုလေ့လာနိုင်အောင်စုစည်းဖော်ပြထားပါတယ်။တရင်တဲ့ကင်မြဲအမွေကညီမတွက်လားသမီးတွက်လားမြက်ကိုရီးယားကောင်းဆောင်နေရဘသူစက္ကံမလဲမြက်ကိုရီးယားကောင်းဆောင်ကင်ကျော်အန်ရဲ့နိုင်ငံရေးအမွေကိုဘသူစက္ကံမလဲဆိုတဲ့မိကုံးတွေဟာမကြောသေးခင်ကမှပိုပြီးချင်ရှာလာပါတယ်။ပြီးခဲ့တဲ့လကကင်ကျော်အန်ဟာ ၎င်းရဲ့သမီးဖြစ်သူကင်ဂျူရဲနဲ့အတူပထမဆုံးအချိန်ပြပခီးစဉ်ထွက်ခဲ့ပြီးနောက်ခေါင်းဆောင်နေရာဆက်ခဲ့မဲ့သူနဲ့ပတ်သက်ပြီးမိကုတ်နေထွက်ပေါ်လာခဲ့တယ်လို့ CNN သတင်းကဖော်ပြခဲ့ပါတယ်။ဒီတင်ပြချက်မှာတော့ကင်ဂျူရဲအနာဂတ်ခေါင်းဆောင်လားဆိုတာကိုအရင်ဆိုထားပါတယ်။အသက်73နှစ်အရွယ်ခန့်သာရှိသေးတဲ့ဂျူအဲဟာပေကျင်းမြို့တော်မှာပြုလုပ်ခဲ့တဲ့စီရေးပြအခမ်းအနားမှာဖခင်ဖြစ်သူနဲ့အတူတက်ရောက်ခဲ့ပါတယ်။ မကြာသေးမီနှစ်တွေအတွင်းဂျူအဲဟာကင်နဲ့အတူလူလူရှိထပ်ပေါ်လာခဲ့တာကြောင့်သူမဟာဖခင်နေရာကိုဆက်ခင်မဲ့ပထမဆုံးမြောက်ကိုရီးယားအမျိုးသမီးကောင်းဆောင်ဖြစ်လာလိမ့်မယ်လို့ထင်ကြီးပေးခံခဲ့ရပါတယ်။မြောက်ကိုရီးယားရဲ့ကျွမ်းကျင်သူဆောင်းယွန်းလီက2022ခုနှစ်နိုဝင်ဘာလကတည်းကဂျူအင်ဟာလူမြင့်ကွင်းကိုအကျဉ်30လောက်ထွက်ပေးလာခဲ့ပါတယ်။တခါတလေမှာဒွန်ကြီးစယုံနဲ့စီအေးပြခန်းနာတွေလို့ စစ်ဖက်ဆိုင်ရာနဲ့တပ်ဆိုင်တဲ့နေရာတွေပေါ်လို့ပြောကြခဲ့ပါတယ်။လီဟာမြောက်ကိုရီးယားရှိနေပတ်သက်ပြီးအမေရိကန်အစိုးရကိုအကြံပေးနေတဲ့ဆဲချုံအင်စတီကျူကသူ့တည်တည်တအုပ်လဲဖြစ်ပါတယ်။သူကဂျူအဲဟာဖခင်ဖြစ်သူကင်ကဲတို့ငငယ်ရွယ်ရွယ်ဖြင့်အာနာရလာနိုင်တယ်လို့လည်းပြောကြခဲ့ပါတယ်။ဒါပေမဲ့ဂျူအဲဟာနိုင်ငံရေးအတွက်ကြောင့်မဆုံးလင်ခင်အချိန်ထိနိုင်ငံကိုအုပ်ချုပ်နိုင်လေအောင်မည်မဟုတ်ကြောင်းလိကပြောထားပါတယ်။နောက် ကင်မြဲညီမဖြစ်သူကင်မျိုးချုံကတော့ချက်ချင်းဆက်ခံနိုင်သူပါကင်ကျူအဲဟာနိုင်ငံရေးအရာအတွေ့အကြုံရှင်းချက်ဖို့အချိန်ယူရအောင်မှဖြစ်တဲ့အတွက်ကျူအဲအာနာမရှာလာမီခြားခါလာမှာအရေးပါသူတအုပ်ရှိနေပါတယ်ကင်မြဲညီမဖြစ်သူကင်မျိုးချုံဟာမြက်ကိုရီးယားခေါင်းဆောင်ရာထူးကိုရယူနိုင်တဲ့ပထမဦးဆုံးကင်မီသားစုရဲ့တအုပ်ဖြစ်နိုင်တယ်လို့လည်းသူတည်တည်လီကဆိုပါတယ်ကင်မီသားစုရဲ့အာနာဆက်ခံတဲ့အစင်လာကိုကြည့်ရမှာပါ မြောက်ကိုရီးယားနိုင်ငံကို1948ခုနှစ်တွင်ကင်မီဆွန်ကထူထောင်ခဲ့ပါတယ်။ဒီအချိန်မှစလို့ကင်မီသားစု30ဟောင်းမြောက်ကိုရီးယားကိုဆက်တိုက်အုပ်ချုပ်ခဲ့ပါတယ်။ပထမမျိုးဆက်ကင်အီဆွန်ဒုတိယမျိုးဆက်ကင်ဂျိုအီတတိယမျိုးဆက်ကင်ဂျိုအန်တို့ကမြောက်ကိုရီးယားခေါင်းဆောင်မှုဆက်ခံရေးဟာကင်မျိုးနယ်စုရဲ့သွေးသားစွန့်နယ်မှုအပေါ်မူတည်ပြီးအာနာလက်ဆင်ကန်ရဲ့ထူးခြားရေးစနစ်ဖြစ်ပါတယ်။ ကင်ကျုံအန်းက၎င်းရဲ့သမီးကိုစစ်ပန်းဆိုင်ရာနေရာရီအထိခေါ်ဆောင်လာတာဟာအနာဂတ်ခေါင်းဆောင်အဖြစ်လူလူကိုအတိပေးပြီးပုံဖော်ပေးနေတာလို့နိုင်ငံတကာကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ဒါပေမဲ့သမီးဖြစ်သူဂျူအဲဟာအသက်ငယ်သေးပြီးနိုင်ငံရေးအတွေ့အကြုံနဲ့ပါသေးတာကြောင့်ခေါင်းဆောင်နေရာလိမ့်လက်သွားခဲ့ရဲ့ချက်ချင်းအနာလွဲယူနိုင်သူမှာဟွာရဲ့နိုင်ငံရေးအတွေ့အကြုံရှိတဲ့ညီမဖြစ်သူကင်မျိုးကြုံဖြစ်နေပါတယ်။ ဒါကြောင့်ကေမြင့်အမွေကိုညီမမသမီးတို့စစ်စားသူဒေါ်တာလက်ပြောင်းနိုင်ငံရဲ့ရှားကြီးကန်းစာမှုအစီအစဉ်ရှိမရှိကိုစောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်။တရင်းနဲ့အာဖဂန်နစ္စတန်နိုင်ငံတဝင်းကဆက်သွယ်ရေးလမ်းကြောင်းတွေကိုတာလီဘန်အစိုးရပိတ်ပင်မှုတာလီဘန်အဖွဲ့အာဏာပိုင်တွေဟာအကောင်းကပြောခဲ့ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံရဲ့တာလီဘန်အစိုးရဟာယခုလအစောပိုင်းမှာစတင်ဖြုတ်ခွဲခဲ့ပြီးဒေသအတော်များပြားမှာ မြန်မာ့မြင့်အင်တာနက်တွေကို ထိထိရောက်ရောက်ပိတ်ပစ်ခဲ့တယ်လို့လည်းသိရပါဗျ။ကိုပေါ်မခိုင်မအောင်လုဆောင်ခြင်းဖြစ်ပါတယ်။တရင်ချက်လက်စိတ်ဆင်းမှုကိုပိတ်ပင်ခြင်းအဖြစ်နိုင်ငံခြားဩဇာနဲ့ခေတ်သစ်သွေးခေါ်ရင်းဝင်ရောက်လာခြင်းကိုတားဆီးပြီး၎င်းတို့ရဲ့တင်းကျပ်တဲ့အစ္စလာမ်၏အုပ်ချုပ်ရေးကိုအဖိနေခြင်းဖြစ်ပါတယ်။အချို့ဆိုရရင်တာလီဘန်တို့ရဲ့ဒီလိုရဟာအာဖဂန်နစ္စတန်နိုင်ငံကိုကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်တောက်အောင်ပြုလုပ်ခြင်းဖြစ်ပြီး၎င်းတို့ရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုကို ပုံမခိုင်မာစေတဲ့ခြေလှမ်းတရက်ဖြစ်ပါတယ်။သတင်းသုံးအိန္ဒိယနိုင်ငံအပေါ်အမေရိကန်၏ဖိအားပေးမှုများနှင့်ပတ်သက်၍ရုရှားသမ္မတပူတင်၏တုံ့ပြန်ချက်ရုရှားသမ္မတဗလာဒီမာပူတင်ကအိန္ဒိယနိုင်ငံနေဖြင့်၎င်းတို့နိုင်ငံ၏အကျိုးစီးပွားနှင့်ဦးစားပေးအစီအစဉ်တွေကိုထိခိုက်နစ်နာစေမယ့်ဆုံးဖြတ်ချက်ချပြီးအနိုင်ကျင့်တဲ့လုပ်ရက်တွေကိုတိကျမှာမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အော်တိုဗာနိုင်ငံတွေက ဆိုချီမြို့မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲအတွင်းသတင်းထောက်တွေကရုရှားရဲ့မိဖန်အိန္ဒိယနိုင်ငံပေါ်အမေရိကန်ကချင်းချောက်မှုတွေနဲ့ပတ်သက်ပြီးမြင်းမြန်းချိန်မှာပူတင်ကရင်းခဲတို့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံဟာအိန္ဒိယနိုင်ငံကိုရုရှားနိုင်ငံမှထွက်ရှိရဲ့ရှင်းနံနဲ့တံခွေမဝဲယူရန်တောင်းဆိုလျက်ရှိနေပါတယ်။လက်ခံလိုက်နာမှုမရှိပါကအိန္ဒိယနိုင်ငံကိုအခွန်တိုးမြှင့်ကောက်ခံမဲ့အပြင်ပိတ်ဆို့မှုတွေချမှတ်မယ်လို့ထိန်းချုပ်ထားပါတယ်။ ရုရှားသမ္မတပူတင်ကအိန္ဒိယနိုင်ငံဟာအခြားနိုင်ငံကဖိနှိပ်အနိုင်ကျင့်တော်မျိုးကိုဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူး။အိန္ဒိယလိုနိုင်ငံကြီးတစ်နိုင်ငံရဲ့ကောင်းဆောင်တွေဟာဆုံးဖြတ်ချက်ချမှတ်ရမှာတတိထားဂယုဆိုင်လို့ဆောင်ကြတယ်။ကျွန်တော်ဟာအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ရင်းနှီးမှုရှိပါတယ်။မိုဒီဟာနိုင်ငံအတွက်နိနာစီမဲ့ဆုံးဖြတ်ချက်မျိုးချမှတ်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အိန္ဒိယပြည်ရဲ့ကုမ္ပဏီတွေဟာရုရှားနိုင်ငံထံမှရှင်းလင်းစင်းကို ျော်စီဖြင့်ဝယ်ယူပြီးပြန်လည်တန်းစင်ကဥရောပဈေးကွက်ကိုအဓိကထားတင်ပေါ်နေပါတယ်။အိန္ဒိယနိုင်ငံဟာပြီးခဲ့သော2023ခုနှစ်နောက်ပိုင်းကတည်းကဥရောပတိုက်သို့တက်ဆက်ပြီးလောင်းဆောင်အများဆုံးတင်ပို့နေတဲ့နိုင်ငံဖြစ်လာခဲ့တယ်လို့သိရပါဗျ။အမေရိကန်နိုင်ငံဘက်မှလည်းအိန္ဒိယရဲ့ရည်ရွယ်ချက်အပေါ်ပြင်းထန်တဲ့စီးပွားရေးတုံ့ပြန်မှုတွေရှိနေပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာလက်ရှိအချိန်မှာအမေရိကန်နိုင်ငံအတွင်းသို့တင်ပို့နေတဲ့ အိန္ဒိယကောင်စီတွေကိုအခေါ်90ရာခိုင်နှုန်းကောက်ခံထားတယ်လို့သိရပါတယ်။သမ္မတဒေါ်နယ်ထရန့်ကပြီးခဲ့သောသတင်းပတ်အတွင်းပြုလုပ်တဲ့ကုလသမဂ္ဂအစည်းအဝေးမှာအိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာရုရှားနိုင်ငံထံမှစွမ်းအင်တွေကိုဝယ်ယူပြီးယူကရိန်းစစ်ပွဲနဲ့ပတ်သက်ကရုရှားကိုကူညီထောက်ပံ့ပေးနေကြောင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်နိုင်ငံအနေဖြင့်အိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကရုရှားနိုင်ငံထံမှ စွမ်းရည်များပြားကိုဝယ်ယူပြီးတစ်ဖက်လည်းဖြင့်ထောက်ပံ့ပေးနေတာကိုလက်ခံမှာမဟုတ်ကြောင်းပြောပါရယ်ဒီဖြစ်ရဟာယူကရိန်းပြည်ပခါရဲ့ကရရိုက်ခတ်မှုနဲ့ကမ္ဘာအင်အားကြီးနိုင်ငံများကြောင်းမဟာပြူဟာမြောင်းစီးပွားရေးတင်မာမှုကိုထင်ရှားစွာပြသနေပါရယ်အိန္ဒိယနိုင်ငံဟာစီးရေးအရာရုရှားကိုအားကိုးရသလိုစီးပွားရေးအရာအနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးကိုလည်းလိုအပ်ပါရယ်ရုရှားစီကရှော့စေးရေနံစင်းကိုဝယ်ယူပြီး ဥရောပကိုပြန်ရောင်းချခြင်းဟာအိန္ဒိယရဲ့နိုင်ငံအကျိုးစီးပွားကိုအဓိကထားတဲ့ဗျူဟာမြောက်လုပ်ရဖြစ်ပါတယ်။ပူတင်ရဲ့ပြောကြားချက်ကလည်းအိန္ဒိယကောင်းဆောင်ပိုင်းဟာသူတို့ရဲ့နိုင်ငံအကျိုးစီးပွားအတွက်သာဆုံးဖြတ်ချက်ချမှတ်ဖြစ်ကြောင်းအလေးထားပြောဆိုခြင်းဖြစ်ပါတယ်။အမေရိကန်ဟာရုရှားကိုစီးပွားရေးအရတိကျဖြစ်အောင်လုပ်ဖို့ကြိုးပမ်းနေပေမဲ့အိန္ဒိယနဲ့တရုတ်တို့လိုနိုင်ငံကြီးတွေရဲ့ဝယ်ယူမှုကြောင့်ရုရှားရဲ့စိုးရိမ်ဝင်ွေကို ရက်တက်နိုင်ခြင်းမရှိပါဘူး။တမ်နာထရဲ့အခွန်90ရာခိုင်နှုန်းကွက်ခံခြင်းနဲ့ကုလသမဂ္ဂမှတိုင်းရိုက်ဆဆဲပြောဆိုခြင်းတို့ဟာအိန္ဒိယကို၎င်းတို့လိုလာတဲ့ဘက်ကိုပဝင်လောင်းဖိအားပေးတဲ့ခက်ကြမ်းတဲ့နိုင်ငံသားရေးမူဝါဒကို ဖော်ပြနေပါတယ်။အိန္ဒိယဟာရုရှားရှင်နံကိုဝယ်ယူပြီးဥရောပကိုတန့်စင်လောင်းစွာအဖြစ် ပြန်လည်တင်ပို့တဲ့အတွက်ရုရှားပေါ်ပေးဆို့မှုတွေကိုတစ်ဖက်လက်နဲ့ဖောက်ဖျက်နေသလိုဖြစ်နေပါတယ်။ဒီအခြေအနေဟာ ကမ္ဘာဆိုရင်ရောင်းဝယ်မှုအစည်းအဝေးပုံကိုရှုပ်ထည့်စီပြီးပိတ်ဆို့မှုမူဝါဒတွေရဲ့ထိရောက်မှုအပေါ်မေခွန်ထုတ်เสียဖြစ်စေပါတယ်။ထရင်လေဂါဖာစီးတီးမှထွက်ခွာရဲ့နောက်ဆုံးသတိပေးချက်ကိုအစ္စရေးထုတ်ပြန်။အစ္စရေးဆိုရဟာဂါဖာစီးတီးမြို့မှာအမြန်ဆုံးထွက်ခွာရဲ့ပါလက်စတိုင်းလူမျိုးများကိုတိုက်တွန်းထားတဲ့နောက်ဆုံးသတိပေးချက်ကိုထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။ဒီနောက်ဆုံးသတိပေးချက်တွေဟာဂါဖာကဲနော်ဒေတာမှာဖြစ်ပေါ်နေတဲ့စစ်ပွဲကိုအဆုံးသတ်သွားစေမယ့် အမေရိကန်သမ္မတတော်နဲ့ချိုင်းရဲ့အစီအစဉ်ကိုလက်ခံရန်တင့်မတဲ့ဟာမတ်စ်လက်နက်ကိုင်ဖွဲ့ကစစ်ဆောင်နေတဲ့အချိန်မှာထွက်ပေါ်လာတာဖြစ်ပါတယ်။ဂါဇာစစ်ကြီးမြို့တွင်ပြင်းထန်တဲ့ပုံကျဲတိုက်ခိုက်မှုများကိုနေ့စဉ်ကြုံတွေ့နေရကြောင်းမျက်မြင်သက်သေများကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်ကဒါဟာဂါဇာကမ်းရောင်ဒေသအတောင်ပိုင်းကိုရှေ့ပြောင်းပြီးဂါဇာစစ်ကြီးမြို့မှာဟာမတ်စ်လက်နက်ကိုင်ဖွဲ့တစ်ခုတည်းကိုသာထားရှိလိုတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက်နောက်ဆုံးခွင့်ရပဲဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။အစ္စရေးဟာဂါဇာကမ်းနာကိုစီးရီးအရာလုံးဝပိုင်းခြားရန်ခြေလှမ်းတပ်တွေလုံဆောင်နေပါတယ်။အစ္စရေးစစ်တပ်ဟာဂါဇာကမ်းမြောင်ဒေသအလေးပိုင်းနဲ့အနောက်ဘက်ကဲယူရန်ကိုဆက်သွယ်ထားတဲ့နာဇရင်စင်းစံကိုသိမ်းပိုက်ခဲ့ပါတယ်။ဒီလိုသိမ်းပိုက်ခြင်းဖြင့်ဂါဇာမြောက်ပိုင်းနဲ့တောင်ပိုင်းကိုလုံးဝဖြတ်တောက်ထားနိုင်ခဲ့ကြောင်းအစ္စရေးကတ်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တောင်ပိုင်းသို့တောရောက်ရန်အတွက်ဂါဇာစစ်ကြီးမှမှတက်ခွာလို့သူတိုင်းဟာအစ္စရေးစစ်တပ်ရဲ့စစ်စရေးဂိတ်တွေကိုဖျက်ချော်ရလိမ့်မယ်လို့အစ္စရေးကတ်ကထပ်မံပြောကြားခဲ့ပါတယ်။ကတ်ရဲ့ပြောဆိုချက်တွေဟာဂါဇာမြောက်ပိုင်းမှာတောင်ပိုင်းသို့တောရောက်နိုင်တဲ့နောက်ဆုံးလမ်းကြောင်းတွေကိုပိတ်ဆို့ထားကြောင်းအစ္စရေးစစ်တပ်ကထုတ်ပြန်ပြောကြားခဲ့ပြီးနောက်နိုင်ပိုင်းကြမှာထပ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ဂါဇာစစ်တပ်မှနေထိုင်တဲ့ပါလက်စတိုင်းပြည်သူတို့ရဲ့တုံ့ပြန်မှုကတော့ လက်ရှိအခြေအနေရဲ့ရှုပ်ထွေးမှုကိုပြသနေပါတယ်။ဂါဇာစီးတီးကအခြေအနေတွေဟာဂါဇာတောင်ပိုင်းကအခြေအနေတွေနဲ့အတူတူပဲမို့လို့ကျွန်တော်ကတော့ဘယ်ကူမှထွက်သွားမှာမဟုတ်ပါဘူးလို့၎င်းကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။နေရာတိုင်းကအန်ဒီယာတွေရှိနေတာပါ။နေရာတိုင်းမှာပုံကျဲတိုက်ခိုက်မှုတွေဖြစ်ပေါ်နေတာပါ။ဘယ်နေရာကိုပဲတော်တော်ဘာမှထူမှာမဟုတ်ပါဘူးလို့လည်းပြောခဲ့ပါတယ်။အစ်စရေးရဲ့နောက်ဆုံးသတိပေးချက်နဲ့နေဆရင်းစင်းချံကိုတိတ်ပိုက်ခြင်းဟာ ဂါဇာမြောက်ပိုင်းအထူးသဖြင့်ဂါဇာစီးကြီးကိုဟာမတ်စ်တိုက်ခိုက်ရေးသမားတွေနဲ့အရသားတွေရှင်းလင်းသွားအောင်ခွဲထုတ်ပြီးစစ်စင်ရေးကိုအဆုံးသတ်ဖို့ကြိုးပမ်းနေပြစ်သားတဲ့စီရေးဗျူဟာဖြစ်ပါတယ်။ဂျာဟာဟာမတ်စ်ကိုအဆုံးသတ်မယ်ဆိုတော့သူတို့ရဲ့ရည်မှန်းချက်ကိုအချိန်မီကောင်ထဲဖော်ဖို့ဖိအားပေးနေတာကိုပြသနေပါတယ်။ဒီစီးရေးလှုပ်ရှားမှုတွေဟာအမေရိကန်သမ္မတချွတ်ရဲ့ရင်ချမ်းရေးအစီအစဉ်ကိုလက်ခံရန်ဟာမတ်စ်အဖွဲ့ပေါ်တိုက်ရိုက်ဖိအားပေးနေခြင်းလည်းဖြစ်ပါတယ်။ ဣသရေလကစီးရေးဖြင့်လုံးဝဖျက်တော့ပြီးတက်ခိုက်တော့မယ်ဆိုရင်ဟာမတ်စ်အနေနဲ့အစီအစဉ်ကိုလက်ခံဖို့သို့မဟုတ်ပုံမကြီးမားတဲ့ဆုံးရှုံးမှုကိုရင်ဆိုင်ဖို့ရွေးချယ်စရာနှစ်ခုပဲရှိတော့မှာဖြစ်ပါတယ်။ခါစာပြည်သူတို့ရဲ့ပြောကြချက်ကလက်ရှိအခြေအနေရဲ့ကြီးကွဲဝယ်ရအမှန်တရားကို ဖော်ပြပါတယ်။မြောက်ပိုင်းကနေတောင်ပိုင်းကိုရွှေ့ပြောင်းခြင်းဟာလုံခြုံမှုအတွက်အမှတ်ခံချက်မရှိသလိုနေရာတိုင်းမှာစစ်ပွဲရဲ့အန္တရာယ်ရှိနေခြင်းကြောင့် ဘယ်နေရာကိုသွားရမလဲမသိရဲ့ကြီးမားတဲ့လူသားချင်းစာနာမှုအချက်အလက်ကိုဖြစ်စေပါတယ်။ Israel ကအရသာတွေကိုဖယ်ရှားပြီး Hamas ကိုသာပြစ်မှတ်ထားလို့ပဲမဲ့လက်တွေ့မှာတော့အရသာတွေဟာစစ်ပွဲရဲ့ထောင်ချောက်ထဲမှာပိတ်မိနေတဲ့အခြေအနေဖြစ်နေပါတယ်။အခုတင်ပြချက်အပေါ်မှာမစ္စရိုရဲ့သုံးသပ်ချက်နာကိုလည်း comment ကနေ30ညောက်ဝေးပေးခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သဘာရှိညမရှိတဲ့မြောက်ဖာကိုနားဆင်ဖို့ တင်ခေ channel ကို like and subscribe လုပ်ပြီးဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရခက်တဲ့ကင်းရှင်းကြပါစေ